ကင်မရာဟိုင်လန်ကိုသွားဖို့လေစိတ်မှာအရင်ဆုံးအော်တိုချက်ကင်ဆက်မှာချက်ကင်လုပ်ပြီးရင်ဘုတ်တင်ဘတ်ကိုထုတ်ပါမယ်ကင်မရာဟိုင်လန်ကိုကားနဲ့ကောလေချောင်းလမ်းနဲ့ပါသွားနိုင်ပါတယ်လေနဲ့ဆိုရင်အချိန်ကုန်သက်သာတာမို့အခုခီးစင်ကတော့လေနဲ့သွားထားပါတယ်လေရင်ခီးစင်တနိုင်ခွဲလောက်စီးပြီးတာနဲ့ဤပုမြေမှာရှိတဲ့ဆူဒန်အစ္စလမ်ရှန်လေစိတ်ကိုရောက်ရှိပါတယ်အဲဒီနောက်ကင်မရာဟိုင်လန်ကိုသွားဖို့ဘတ်ကားကိတ်ကို ဆက်ပြီးထွက်သွားပါတယ်။စကိတ်ကိုရောက်တဲ့ခါမှာ online ကနေဝယ်ထားတဲ့ကားလက်မှတ်ကိုလက်မှတ်အယောင်ကောင်းတော့မှ physical ticket ထုတ်ရပါတယ်။အဲဒီနောက်မိမိစီရမယ့်ကားပေါ်ကိုတက်ပြီးတော့ key setting ထွက်ခွာခဲ့ပါတယ်။ Kimun Highland ဆိုလို့ရှိရင်ကလောတို့တောင်ကြီးတို့ပြင်းဝင်လို့လိုမျိုးတောင်ပေါ်မြို့လေးဖြစ်တာကြောင့်လမ်းခီးတစ်လျှောက်ကလည်းတောင်တက်လမ်းများဖြစ်ပါတယ်။ ောင်ပေါ်ပတ်လည်အခွေဝိုက်ကလည်းအတော်ကူများပါတယ်ကာတုံနိုင်လောက်စီပြီးတော့မှကင်မရာဟန်လန်ကိုရောက်ရှိခဲ့ပါပြီကင်မရာဟန်လန်ဆိုလို့ရှိရင်မလေးရှားနိုင်ငံပါဟက်ပြည်နယ်တွင်မှတည်ရှိတဲ့တောင်နှံ့ဒေသတစ်ခုဖြစ်ပါတယ်ဗန်နီဆူလာမလေးရှားရဲ့အကြီးဆုံးတောင်နှံ့ဒေသများထဲမှမြို့တစ်ခုဖြစ်ပါတယ်ဤဒေသဆိုလို့ရှိရင်ပြည်နယ်မြင့်နေပြည်အထက်ပေပေါင်း1500မီတာအမြင့်မှာရှိတာဖြစ်ပြီး တစ်နှစ်ပတ်လုံးမိုးရွာသွန်းပါတယ်။အီးများရဲ့ရာသီဥတုလည်းပိုင်ဆိုင်ထားရတဲ့ကြောင့်ခီးသွားများစွာလာရောက်လည်ပတ်ကြပါတယ်။ဤဒေသကို1885ခုနှစ်မှာဗြိတိရှားလိလိုက်သမားဝီလျံကင်မရွန်မှစတင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ဗြိတိရှားအုပ်ချုပ်မှုအောက်တွင်တောင်နှင်းအပန်းဖြစ်ဒေသတစ်ခုဖြစ်ဖွံ့ဖြိုးလာခဲ့ပြီးဤနှစ်တိုင်လည်းခီးသွားများဖြစ်စီကားနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တည်ခဲ့တဲ့ဟိုတယ်ကတော့ Heritage Cameron Highland Hotel ဖြစ်ပါတယ်။ Rating နေကောင်းပြီးတော့ review လည်းကောင်းလို့တည်ခဲ့ချက်ဖြစ်ပါတယ်။ Hotel ကမြို့ရဲ့အတီးကျကြတဲ့နေရာမှာတည်ရှိပြီးတော့တောင်ကုန်းလေးပေါ်မှာရှိနေခြင်းဖြစ်တဲ့ကြောင့်မြို့ရဲ့အလှပများဘူး Hotel ကနေပြီးတော့ကောင်းစွာမြင်တွေ့ရပါတယ်။ ရနာစီလက်မှတ်ဖြစ်တဲ့အနက်မူဝီလီနဲ့ထမင်းရဲ့နာစီဟင်းအနှစ်ရဲ့သူနဲ့တွဲပြီးစားရတဲ့ငနီတူ၆ကြော့မြေပဲချက်ဦးခောက်ဆွဲကြော့လီရှာယူရချက်တိုင်းအလူချော်နဲ့ ិត្តាភ្យាទីណពេលញញញូសាំភឿ ထို့ပြင်မိမိစိတ်ကြိုက်ပြုစားနိုင်မှုတွေလည်းခောက်ဆွဲများကိုထားရှိပေးထားပါတယ်။ဟင်းဤအရာသာကတော့တုံရက်နဲ့ကျက်စုပြုတ်ဆိုပြီးတော့နှမျိုးထားရှိပေးပါတယ်။ဒါအပြင်အသီးရအတုပ်ကိုလှုပ်ရှားနိုင်မှုတွေလည်းပြင်ဆင်ပေးထားပါသေးတယ်။ခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်ဒီဟိုတယ်ကိုရွေးချယ်ခဲ့တာမှန်ကန်တယ်လို့ခန့်စားပါတယ်။မြို့ရဲ့အချက်အချာကြားတဲ့နေရာမှာရှိခြင်းဖြစ်ပြီးတော့ဟိုတယ်ခန်းများလည်းကောင်းမွန်ပါတယ်။ မနေ့စာလဲစုံလင်စွာနဲ့ခင်ချင်းပြထားရသလိုရှင်ဟိုတယ်ရဲ့ review ကောင်းများရရှိနေတာကဘာကြောင့်လဲဆိုတာကိုသိရှိခဲ့ရပါတယ်ဒီနေ့ကတော့အင်္ဂလိပ်လက်ထပ်ခေတာစိုက်ခဲ့တဲ့နာမည်ကျော်ဘူတီလက်ဖက်စိုက်ခဲ့မှာဖြစ်ပါတယ်ကင်မရာဟိုင်လန်ဆိုလို့ရှင်အရေးသေးကောင်းမွန်တဲ့လက်ဖက်များထွက်ရှိရာအရည်တာဖြစ်ပါတယ် တစ်ဖက်ကစိုက်ခင်များစွာကိုလည်းတွေ့ရှိရပါတယ်။ကင်မရာဟိုင်လိုက်ဆိုလို့ရှိရင်ဗြိတိရှားတွေအုပ်ချုပ်နေထိုင်ခဲ့တဲ့နေရာဖြစ်ခဲ့တာကြောင့်အက်ဂရေကအဖေတောက်တဲ့အလီထားဆိုလို့ရှိရင်ယင်းနေ့တိုင်းထိတွင်ကျဲစွာတောက်သုံးနေကြတာကိုတွေ့ရှိရပါတယ်။နေရာတိုင်းလူလူမှာလည်းပဲလက်ဖြစ်ဆိုင်များဖြစ်စီကြနေတာကိုတွေ့ရှိရပါတယ်။မူစီဖော်ကဆိုလို့ရှိရင်တောင်မတ်တီရှိတဲ့သဘာဝတောင်းကလေးဖြစ်ပါတယ်။ဒီတောင်းဦးရဲ့ဆိုလို့ရှိရင် အစင်မျက်စိနှာဆူပြီးနေပြီးတော့ယာတီရူအင်းရှင်ကြောင့်ဒီတော့ထဲမှာအကဘာဝစေပဝင်တူတူဖြစ်ခြင်းများတစ်ပင်ပမှန်များများစွာကိုတွေ့ရှိရပါတယ်ထို့ပြင်ဒီတစ်ပင်များဆိုလို့ရှိရင်တဘာဝရင်းကြီးပင်များလည်းပေါရောက်နေတာကိုတွေ့ရှိရပါတယ်အဲဒီတောင်ပေါ်ကိုဆိုလို့ရှိရင်တက်တာလီယာလေးနဲ့တက်ပြီးတော့တောင်တက်လန်လီတိုင်းသွားရဖြစ်ပါတယ်။ဒါ့အပြင်ဒီရက်ဒီတာဆိုလို့ရှိရင် ဒေတာခင်များရဲ့အယူဆဒီတော့ဟာဆိုလို့ရှိရင်အဲမက်ကြီးရဲ့ဟုလည်းသိရပါတယ်တော့ထဲမှာအညစ်ကြီးဆွမ်းနာမျိုးတိပိမြခုတ်တတာမျိုးဆိုလို့ရှိရင်တော့တော့ထဲမှာမျက်စိလင်းနေတပါတယ်လို့သိရှိရပါတယ် ညနေပိုင်းမှာတော့ညစာမစခင်အမင်းငယ်စိုးနေပြီးတာကြောင့်ယူရင်နဲ့ကိုရှော့ပတ်ပြီးတော့လည်လာကြည့်ခဲ့ပါတယ်။နေရာတိုင်းလူလူဆိုင်နေလူလူမှာဆိုလို့ရှိရင်အဲ့တဲ့များနဲ့ပြည့်နေပြီးစီကားနေတာကိုတွေ့ရှိရပါတယ်။ယူရစာတောက်ဆိုင်များယူရပစ္စည်းအယောင်ဆိုင်များနဲ့ကော်ဖီလက်ဖက်ဆိုင်များဆိုလို့ရှိရင်လည်းညစာကိုတွေ့ရှိရပါတယ်။ထို့ပြင်ဟိုတယ်တဲကုခန်းများဆိုလို့လည်းတွေ့ရှိရပါသေးတယ်။ ုပ်မယ်ဆိုလို့ရှိရင်တော့မစားမဖြစ်စားမယ်အစားတော့တခုကတော့ stay mode ပဲဖြစ်ပါတယ်ကျွန်တော်စီမှာဆိုလို့ရှိရင်တော့ hot pot လိုမျိုးဖြစ်ပါတယ်ရာသီဥတုအေးများတဲ့အရက်ဒေသနဲ့ဒီစားတော့ကဆိုလို့ရှိရင်နည်းနည်းကြီးရတော့မဆမ်းမှုလို့ထင်ပါတယ်ဟင်းပူပူတဲ့ကိုအသီးရွက်တွေအားငါးတွေခောက်ဆွဲကြဆန်းပြီးထည့်ပြုတ်ပြီးစားရမျိုးဖြစ်ပါတယ် နှစ်ယောက်အဝစာကုန်မှာရင်းနှီး60တွေပေးရတယ်ဆိုတော့ဈေးနှုန်းတစ်သားရဲ့လို့ပြောလို့ရပါခင်ဗျာ။ ဒါကတော့လက်ဖက်စကင်နဲ့လက်ဖက်၆ရောင်စပြန်ဖြစ်ပါတယ်။လက်ဖက်၆ကိုမှတံပြာ၊လိမ္မော၊စပလင်း၊စတော်ဘယ်ရီ၊လိုင်ချီ၊ဒူးရင်စတဲ့အရသာအစုံတွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ဖက်၆ထုတ်ကုန်များစွာကိုလည်းရောင်ချတာကိုတွေ့ရှိရပါတယ်။စိုက်မှ AC ထိုင်ပြီးတော့လက်ဖက်ရည်ဟိုလေဝယ်ယူတတ်သုံးနိုင်ပါသေးတယ်။ ီးသက်မှာလက်ဖက်ပြီးလို့ရှိရင်နောက်ထပ်နာမည်ကြီးတဲ့ညာတစ်ခုကတော့ strawberry ဖြစ်ပါတယ် strawberry ကိုစနစ်တကျတဲ့စိုက်ပြူထားတဲ့စိုက်ခင်းမြောက်ကလေးရောက်ရှိခဲ့ပါတယ်ဒီကထွက်တဲ့ strawberry ပြီးညာဆိုလို့ရှိရင်အလုံးများလည်းကြီးပြီးတော့အရသာလည်းအတော်ကောင်းပါတယ် ီနေရာလေးကတော့ကီယာဖန်လို့ခေါ်တဲ့ဒေတာကညာစိုက်ပြူပြီးရောင်းချကြတယ်တတိဝလည်းညာရောင်းချတဲ့နေရာဇီလီဘက်တစ်ခုဖြစ်ပါတယ်အစားတောက်မျိုးစုံနဲ့လက်ဆောင်ပစ္စည်းမျိုးစုံကိုရောင်းချတဲ့နေရာလည်းဖြစ်ပါတယ်ဒီမှာရောင်းချတဲ့ပစ္စည်းများဆိုလို့ရှိရင်ဇီလုံးအတော်ကိုတတတာအောင်တွေ့ရှိရပါတယ် လီရှားနိုင်ငံရဲ့တောင်ပေါ်ဒေသတစ်ခုဖြစ်တဲ့ကင်မွန်ဟိုင်လန်းမြို့ဟာဆိုလို့ရှိရင်ရာသီဥတုအင်းညာချင်းတစ်ပင်ပန်းမြညာနဲ့ရောင်ရောင်သီးဆုံလက်ပါချင်းအစားတောက်ကောင်များရှိချင်းလက်ဖက်စတော်ဘယ်စတဲ့ပြည်သူလမ်းများပေါ်များချင်းချိလိုက်တဲ့မြေခွေတိုင်းမှာဆိုလို့ရှိရင်တိုးတောင်နိုင်ငံကြီးများကိုမြင်တွေ့ရချင်ဆိုလို့ရှိရင်ဒီနီယာလေးရပါချောက်ကဘာကျော်ပြီးတော့ခီးသွားဧည့်သည်များဖြစ်အစင်မြဲစီကားနေရတယ်ဆိုတာကိုဤခွေရခဲ့ပါတယ်။